တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တဲရော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်9လပိုင်းအတွက်ကြာလာတဲ့တဲရော်ကက်ကတော့ကျယ်ပွင့်ဘယင်မဆိုတဲ့တဲရော်ကက်ဖြစ်ပါတယ်နော်ကျယ်ပွင့်ဘယင်မအဲဒီမှာဘယင်မတစ်ပါးကကျယ်ပွင့်တစ်ခုရွှေကျယ်ပွင့်တစ်ခုကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးတော့တေးသေးသေးချာချာဒီကျယ်ပွင့်ကိုခေါင်းငုံပြီးတော့ဂရုစိုက်ကြည့်ရှုနေတယ်ပေါ့ပလင်တစ်ခုပေါ်မှာထိုင်နေတယ်နောက်မှလည်း တိရွတ်တိခတ်ပန်းမွင့်နေနေပေါ့နော်ပန်းဥရင်ရဲ့အလဲတခုမှာအဲတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီ9လပိုင်းဆိုတဲ့ကာလဟာဒါကောင်းမွန်တဲ့ကာလတွေမှာပါပါတယ်9လပိုင်းဆိုတဲ့ကာလမှာအဲတနင်္ဂနွေသားသမီးတွေနဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာလုပ်ငန်းတွေတိုးတက်နိုင်တယ်ဝေကြီးကိစ္စတွေစီးပွားရေးကိစ္စတွေအထူးအဆင်ပြေအောင်နေနိုင်တယ်ဝေကြီးနဲ့ပတ်သက်တာတွေ တော့အိမ်အောင်ရှိတဲ့သူတွေအနေနဲ့ဆိုရင်သားသမီးရတနာထုံးကားတတ်တယ်ငယ်ဝယ်တဲ့သူတွေအိမ်အောင်တွေအနေနဲ့ဆိုရင်ဒီကက်ကဲတိတ်ပေကသားသမီးရတနာထုံးကားတတ်တယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ရတတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်တွေခံစားရတတ်တယ်အဲ့တော့ဘဝရဲ့အဆင့်တန်းမြင်မာခြင်းလုပ်ငန်းကံကံတွေအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အတိတ်ပဲကိုစောင့်ပါတယ်အဲ့တော့ဂုံတိတ်ခါတွေတိုးတက်လာမယ်ဂုံတရင်တွေတိုးတက်တတ်တယ်အဲ့တော့နေထိုင်မှုအဆင့်တန်းတွေမြင့်တက်လာမယ် ်အိုးအိမ်ကိစ္စတွေနေရာထိုင်ခင်းကိစ္စတွေအထူးအဆင်ပြေအောင်မြင်နိုင်တယ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့လို့ရတယ်အဆက်အသွယ်တစ်အကူအညီထောက်ပံ့ကောင်းတွေရရှိနိုင်ပါတယ်အဲ့တော့ဒီချိန်ကာမျိုးမှာ အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လုပ်ငန်းပြောင်းတာတို့လုပ်ငန်းတိုးချဲ့တာတို့လုပ်ငန်းအသစ်စတင်တာတို့အထူးကောင်းပုံပါတယ်အဲ့တော့ဆိုင်ငန်းအသစ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့ စုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ရုတ်တရက်အမွေရသလိုထိပေါက်သလိုမျိုးငွေတွေလည်းအထုတ်ထည်နဲ့ဝင်ခင်းရှိပါတယ်အဲကျန်းမာရေးညံ့နေတဲ့သူတွေဆိုရင်လည်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းတွေနဲ့တွေ့ရမယ်နော်ကိုဖြစ်ပေါ်နေတဲ့ကျန်းမာရေးကအများဆုံးပဲတတ်တာပျောက်ကင်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီကရဲ့အဓိပ္ပာယ်ကဘဝရဲ့လုံခြုံမှုဘဝရဲ့အစင်တန်းမြင့်မားခြင်းနော်မိမိရဲ့အကြံစီအောင်မြင်ခြင်းမိမိရည်ရွယ်ထားတဲ့လုပ်ငန်းတွေအဆင်ပြေခြင်း အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအင်တာဗျူးကိစ္စတွေလည်းအထူးအဆင်ပြေအောင်မြန်မာလိမ့်မယ်ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကံတွေစမ်းပွင့်တာမျိုးတွေအခြေရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေရင်လည်းအခြေရေးကိစ္စတွေပြန်လည်ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ငါးလပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ကဘဝရဲ့အဆင်တန်းမြင်ပါခြင်းဘဝရဲ့လုံခြုံခြင်းနော်ငွေကြေးကိစ္စတွေအထူးအဆင်ပြေအောင်မြင်ခြင်းအချင်းငါးကိစ္စတွေရင်းနှီးမြှုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လို့တွေ့ပါတယ် ော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့2025မေလအတွက်တနင်္ဂနွေသားသမီးတွေအတွက်9လပိုင်းအတွက်ဟောစရံဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့တနင်္ဂနွေသားသမီးအားလုံးနဲ့ဆိုင်ပါတယ်အတွင်းနာသားသမီးတွေကြာလာတဲ့ဒီ9လပိုင်းအတွက်ကြာလာတဲ့တဲတော်ကကတော့ခွက်ဖလားတလုံးဆိုတဲ့အိပ်ပဲဖြစ်ပါတယ်နော်ခွက်ဖလားနမိတ်ဖြစ်ပါတယ် ံပါတ်1ပေါ့နော်ခွက်ပလားနံပါတ်1ဆိုတော့ကအော်ဒီထဲမှာခွက်ပလားထဲမှာရှည်တွေကအပြင်ကိုရှန်ကြနေအောက်မှာလည်းကြာပန်းနေကြာပွင့်နေနေပေါ့နော်အဲ့ဒီမှာငိမ့်ညာရေးကိုပေါ်ဆောင်တဲ့ဂျိုးပြုံငတ်လေးတကောင်ကကောင်းငယ်ရနေပြီနော်ပြန်ဆင်းလာတယ်ပေါ့အခွက်ထဲကအော်တနင်္လာသားသမီးတွေအတွက်ဒီကောင်းငယ်ရနေတာလက်တစ်ဖက်ထွက်လာတဲ့ခွက်ပေါ့နော်လက်တစ်ဖက်ထွက်လာတယ်အဲ့ဒီလက်ပေါ်မှာခွက်ဖလားတစ်လုံးရှိတယ် အတိတ်ပဲကတော့အောက်မှာလဲရေကန်တွေရောကြာတယ်ရောအတင်းလာသားသမီးတွေအနေနဲ့ကဒီ9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိတ်ပဲမျိုးဆောင်တယ်နော်အတိတ်ပဲကောက်ရမယ်ဆိုရင်နော်ဒီကက်အတိတ်ပဲကတော့တင်းလာသားသမီးတွေအတွက်9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိတ်ပဲဆောင်တယ်အဲ့တော့အဆင်မပြေမှုတွေဖြစ်နေရင်ပြန်လည်ပြီးတော့အဆင်ပြေလာမယ်စီးပွားရေးနဲ့ပတ်သက်တာတွေပြီးတော့အိမ်နွေးအိမ်တော်ရေးကိစ္စတွေ အရင်တော့မိမိနဲ့မတည့်တဲ့သူတွေရှိခဲ့ရင်လည်းဒီချိန်ခါမျိုးမှာပြန်လဲပြီးတော့တင့်မြတ်သွားမယ်ပြန်လဲပြီးတော့တဲ့လာမယ်ဆိုတဲ့ပုံအဲ့တော့ဒီချိန်ခါမျိုးမှာစိတ်ခံစားချက်ရေဆိုတဲ့အတိတ်ပဲရတာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အတိတ်ပဲပေါ့နော်အစိတ်ခံစားချက်နဲ့ပတ်သက်တာလေပြောချင်တာတော့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်မိမိရဲ့အတွေးအကြံတွေကအမှန်ကန်လာမယ်ကိုယ့်ရဲ့အတွေးခေါ်တွေဥပမာကိုကအလုပ်ထွက်မယ်အလုပ်ပြောင်းမယ်လို့စဉ်းစားထားရင် ရေတနေ့ထွက်လိုက်အလုပ်ပြောင်းလိုက်ကိုကဒီအလုပ်တစ်ခုကို အာလုံမယ်လို့စဉ်းစားထားတယ်ဆိုရင်လုံဖြစ်အောင် လုပ်လိုက်အဲ့ဒီဟာကအစင်ပြေသွားမယ်မှန်ကန်သွားမယ်ဆိုတဲ့အတိတ်ဘယ်လိုဆောင်ပါလဲအဲ့တော့ကိုယ့်ရဲ့အတွေးခေါ်အတွေးကြံနေရဆိုမှန်ကန်လာမယ်နော်စိတ်ကူးသည့်အကြံစီသည့်အကြံဉာဏ်သည့်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းသည့်တွေစတင်ရတတ်တယ်အဲ့တော့ဒီချိန်ကမျိုးမှာတရင်းသာသမီးရဲ့အနေနဲ့ဟာလုပ်ငန်းကင်ကန်းနေတိုးချဲ့လို့ရတယ် တော့ပျော်ရွှင်မှုရရှိမယ်ဆိုတဲ့အဓိပ္ပာယ်ပျော်ရွှင်ရမယ်ဝမ်းသာရမယ်เนาะကိုယ့်ရဲ့အကြံစီတွေပြည့်စုံမယ်เนาะပြည့်စုံကြွယ်ဝမှုကိုစားပြုလဲထီစုကြီးပေါက်တက်တယ်ငါးလပိုင်းဆိုတဲ့ကောင်ကထီပေါက်တယ်လို့မျိုးမွေရတယ်လို့မျိုးငွေထုတ်တယ်တွေဝင်တက်တယ်เนาะကိုယ့်ရဲ့အလိုရင်းစန္ဒတွေပြည့်ဝမယ်ကိုရင်းနှီးမြုပ်နှံထားတဲ့ကုန်ပစ္စည်းတွေရောင်းဝယ်တွေမှာမျက်စွန်းတွေရရှိမယ်ကျက်တည်မင်္ဂလာနဲ့ပြည့်စုံမယ်အလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ် အလှပရေးရအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင့်ပြအောင်မြင်ပိုင်းအောင်မြင်နိုင်တယ်ရှူရပစ္စည်းတွေဖိုးရံပစ္စည်းတွေဆက်ပစ္စည်းတွေအသက်ဝင်ကင်းရှိပါတယ်အဲ့တော့ကုန်ပစ္စည်းတွေလည်းအယောင်းဝယ်တွေကောင်းလာမယ်အဲ့တော့တရင်းလာသားသူကျွန်တော်မိတ်ဆွေများအားလုံးကျန်းမာချမ်းသာကြပါစေအင်္ဂါသားသူမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသူတွေအတွက်ကို2025ခုမေလတလစာတဲတော့ဟောစကန်ကြည့်ပြီးမှဖြစ်ပါတယ်အင်္ဂါသားသူတွေအတွက်၅လပိုင်းအတွက်ဒီခုလာမယ်မေလပေါ့နော်အဲ့တော့အင်္ဂါသားသူတွေ တော့ကအခုကြည့်ရှုနေတဲ့အင်္ဂါသားတွေအားလုံးအတွက်ဘူးဒိဋ္ဌံပြုပြီးတော့တဲတော်တစ်ချက်ဆွဲတဲ့ခါမှာကျဲပွင့်၉ပွင့်ဆိုတဲ့ကက်ဖြစ်ပါတယ်အင်္ဂါသားတွေတော့ကြာလာတဲ့ကက်ကကျဲပွင့်၉ပွင့်အမျိုးသမီးတယောက်ကပန်းကြံဥယင်အလယ်မှာမတည့်ရနေတယ်အဲ့တော့သူ့လက်ပေါ်မှာကျင်းကလေးတစ်ကောင်နားနေတယ်ဘေးမှာလည်းစပြစ်သီးတွေအသီးနှံတွေပေါ့နော်အသီးအပွင့်တွေအသီးနှံတွေနဲ့ဝေစာနေတဲ့ဥယင်တစ်ခုနော်ဖြစ်ထွန်းအောင်မြင်ခြင်း အသီးနှံတွေရဲ့အတိတ်ပဲရတော့ဒါ ကိုယ့်ရဲ့စီးပွားရေးကိုယ့်လုပ်ငန်းတွေအောင်မြင်ခြင်းเนาะအကျိုးအမြတ်တွေရရှိခံစားရခြင်းဆိုတဲ့အတိတ်ကိုဆောင်ပါတယ်အဲ့တော့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့လူကုန်တဲ့အမျိုးသမီးတယောက်ရဲ့ပုံပေါ့နော်ဂုံတည်ရရှိဂုံကျက်တည်ရတင့်တယ်တဲ့အမျိုးသမီးတယောက်ရဲ့နိမိတ်ပုံဖြစ်ပါတယ်အဲ့တော့ဒီကဲ့အတိတ်ပဲကတော့မိမိရဲ့လုပ်ငန်းတွေကအကျိုးအမြတ်တွေကိုရရှိခံစားရမယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးကောင်းတယ် စိုက်ပျိုးရေးကိစ္စတွေမွေးမြူရေးကိစ္စတွေမှာအထူးအဆင်ပြေအောင်လုပ်တဲ့ကိုစိုက်ထားတဲ့အသီးနှံတွေအထွက်တိုးအောင်မြင်မယ်ဥပမာဈေးကောင်းရမယ်ကိုရင်းနှီးထားတဲ့လုပ်ငန်းတွေကနေပြီးတော့အကျိုးအမြတ်တွေခံစားရမယ်ရင်းနှီးမြုပ်နှံမှုတွေကနေအထူးအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အထိတ်ပဲဖြစ်ပါတယ်အဲ့တော့ဥစ္စာဒနာအင်အားကောင်းခြင်းနော်ဥစ္စာဒနာတိုးတက်ခြင်းကိုကြီးရွယ်ထားတဲ့ရွှေတဲ့ပစ္စည်းတွေအကိုရံပစ္စည်းတွေဝင်လာမယ်ယာရူးတိုးတာလာတာတိုးတာမျိုးတွေကြုံတွေ့ရတဲ့အထက်အကြီးအကဲတွေ ကူညီမဆမှုရတဲ့တယ်ယာရုတိုးတာလာတာတိုးတာမျိုးလိုကြုံတွေ့ရမယ်ရှေ့ရင်းမှာလည်းကိုယ်အနေနဲ့အလားအလာကောင်းလာမယ်ဆိုတဲ့ပုံအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အလားအလာတွေကောင်းလာမယ်အဆက်အသွယ်တွေအကူအညီတွေရလာမယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တက်တယ်အဲ့တော့အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်နိုင်တယ်အဲ့တော့ဂုံကျက်တီတိုးတက်ခြင်းဆိုတဲ့အတိတ်ပဲနမိတ်ပုံဖြစ်ပါတယ် ဲ့တော့မိမိနေနဲ့ကိုပြောတဲ့စကားတွေအထူးအောင်မြင်လာမယ်ကိုယ့်ရဲ့ဖုန်းတစ်ခုကိုယ့်ရဲ့ဩဇာအာဏာတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းအစ်စ်တွေအောင်မြင်တတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်ကိုလှုပ်ထားတဲ့လုပ်ငန်းအနေပြီးတော့အကျိုးကျေးဇူးတွေခံစားရတတ်တယ်နော်ကိုယ့်ရဲ့လုပ်ငန်းအနေလည်းအကျိုးကျေးဇူးခံစားရတယ်ရုပ်တရက်ငွေတွေလည်းအထောက်အထံနဲ့ဝင်လာတတ်တယ်အဲ့တော့မြေကိစ္စတွေနေရာတိုင်းကိစ္စတွေအယောင်းဝယ်ကိစ္စတွေပေါ်ပေါက်တတ်တယ်ဥပမာမြေဝင်တာမျိုးတွေ အိမ်ဆောက်ရတာမျိုးတွေကျွန်တော်တွေ့ရတဲ့မြေကိစ္စအိမ်ကိစ္စနဲ့ပတ်သက်ပြီးစာချုပ်စာတမ်းတွေပြုလုပ်ရတဲ့အဲ့တော့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုယ်တော်လောက်တူလောင်ထားတဲ့ကုန်ပစ္စည်းတွေဈေးကောင်းရတာမျိုးတွေဈေးတက်တာမျိုးတွေကျွန်တော်တွေ့ရတဲ့ကိုယ့်ရဲ့ဒီလုပ်ငန်းအနေနဲ့ပြီးတော့အကျိုးအမြတ်တွေဖြစ်ထွန်းအောင်မြင်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့ကလည်းကုန်ကြက်တွေတိုးတက်ခြင်းဩသာအာဏာကြီးမားခြင်းလုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ ဗုဒ္ဓဘာသာမိတ်ဆွေများလုံးမင်္ဂလာပါဗုဒ္ဓဘာသာတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တလစာတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာတွေကြားလာတဲ့တဲတော်ကကတော့ဒီမှာခွတ်သူရဲကောင်းဆိုတဲ့ကပ်ဖြစ်ပါတယ်9လပိုင်းမှာကြားလာတဲ့တဲတော်နုနေပါတော့ခွတ်သူရဲကောင်းသူရဲကောင်းတယောက်ကဒီမှာမြေချောင်းတစ်ခုကိုဖြတ်ကူးကိုအာယူနေတဲ့ပုံနော်လက်ထဲမှာလည်းခွတ်ပလားတစ်ခုကင်ထားတယ်။အဲ့ဒီခွတ်ပလားရဲ့အိပ်ပဲတော့အောင်မြင်မှုနဲ့ပတ်သက်တဲ့ခွတ်ပလားပေါ့နော်။အောင်မြင်ခြင်းနဲ့ပတ်သက်တဲ့အလိုဆန္ဒတွေနဲ့ပတ်သက်တဲ့ အတိတ်ပဲဖြစ်ပါတယ်ဒီခေါပလာရဲ့အတိတ်ပဲရတော့အဲ့လိုစိတ်အေးလက်အေးနဲ့ဒါဖြတ်တန်းလာတဲ့ပုံအဲ့တော့သူဒီသူရဲ့ကောင်းအခန္ဓာကူမှာလဲငါးရုပ်လေးတွေရှိတယ်เนาะနောက်ရေကိုပူစားပြီးတယ်မြေချောင်းလေးတခုစီးဆင်းနေတယ်ပုံเนาะအချိန်ကာလအားဖြင့်အဲ့တော့ဒီအချိန်ကာလမှာဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဟာကောင်းမွန်တဲ့အချိန်ကာလတခုကိုရောက်ရှိနေတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ငါးလပိုင်းဆိုတဲ့ကာလမှာအဲ့တော့စိတ်ကူးစိတ်တန်းအစ်အကြံဉာဏ်အစ်တွေပေါ်ပေါက်တက်တယ် ရေချားမြေချားကိုခီးထွက်ကြတယ်ခီးသွားတယ်အဲ့ခီးတွေကလည်းကောင်းသောခီးဖြစ်မယ်ဥပမာအလှူတန်းနဲ့ပတ်သက်တဲ့ခီးမျိုးတွေအလှူတန်းနဲ့ပတ်သက်တဲ့ခီးမျိုးတွေမင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခီးမျိုးတွေအဲ့တော့စိတ်ချမ်းသာရမယ့်ခီးတွေပျော်ရွှင်ရမယ့်ခီးမျိုးတွေသွားရတယ်အဲ့တော့ရက်ဝဲကနေပြီးတော့လေတရင်ကောင်းတွေကြားရတယ်တရင်စကားတွေကြားရတယ်အဲ့တော့အလောက်အကန်အခွင့်လန်းတွေရရှိတတ်တယ်အဲ့တော့ငယ်ဝဲသူတွေနေနေဆိုရင်အခြေရေးကိစ္စတွေမြစ်တာရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ် အကြံဉာဏ်ကောင်းတွေရတတ်တယ်အကြံစီကောင်းတွေရတတ်တယ်ကိုယ့်ရဲ့ကိုယ်ခေါ်ထားတဲ့အကြံစီအတိုင်းကိုယ်စိတ်ကူးစိတ်တန်အတိုင်းလောက်ကန်ဆောင်ရွက်မယ်ဆိုရင်အထူးအစဉ်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ပျော်ပွဲရှင်ပွဲတွေတွားရတတ်တယ်ပွဲလန်းသပင်အခမ်းအနားတွေတက်ရောက်ရတတ်တယ်နော်ဒီချိန်ကာလမှာကိုယ့်အနေနဲ့ကိုယ်ပြောတဲ့စကားတွေအောင်မြင်လာမယ်ကိုယ့်အမှုများယုံကြည်လာမယ်လေးစားလာမယ်လက်ခံလာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကုံသွယ်မှုကိစ္စတွေ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေအယောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အလားအပါရေးရာကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမျိုးမှာအလောက်ကင်အခွင့်လန်းကောင်းနေပေါ်ပေါက်လာမယ်မိမိနေတဲ့ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုနဲ့အင်မတန်ပါပဲနီးကပ်နေတယ်ဆိုတဲ့အတိတ်ဖြစ်ပါတယ်အောင်မြင်မှုတွေရရှိလာမယ်အလောက်ကင်နဲ့ပတ်သက်တာတွေနော်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းတိုးတက်အောင်မြင်လာမယ်ဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမျိုးမှာ ိုလုံနေတဲ့ကိစ္စတွေစားတဲ့တပိုးအင်တာယာတိုက်တိုးလုံတင်နေအဲ့တော့ဒီချိန်ကမျိုးမှာကျမ်းပါရင်ညံ့နေတဲ့သူတွေဆိုရင်လည်းဆေးကောင်းဝါးကောင်းဆရာသမားကောင်းတွေတွေ့တဲ့တဲ့အဲ့တော့ကာလကြာရှည်ဖြစ်ပေါ်နေတဲ့ကျမ်းပါရည်တွေလည်းတက်တာပျောက်ကင်းလာမယ်เนาะအဲ့တော့ဒီချိန်ကမျိုးမှာကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့လို့ရတယ်လုပ်ငန်းအသစ်တွေစတင်လို့ရတယ်เนาะလူအများရဲ့လေးစားချစ်ခင်မှုတွေကိုရရှိလာမယ်အဲ့တော့ငါးလပိုင်းဆိုတဲ့ကာလမှာ ိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းတွေအချိန်ဟုန်နဲ့တိုးချက်လို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြတာပိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါကြတာပိသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းတလစာတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့ကြတာပိသားသမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြလာတဲ့တဲတော်ကက်ကတော့ဒုံချောင်းနှချောင်းဆိုတဲ့ကက်ဖြစ်ပါတယ်တဲတော်ကက်ကြတာပိသားသမီးတွေအတွက်ဒီတလတာပေါ့နော်မေလ9လပိုင်းဆိုတဲ့ကာလအဲ့ဒီကက်ရဲ့အတိတ်ပဲကတော့ လူတယောက်ကတော့လက်ထဲမှာကဘာလုံးလေးတစ်ခုကိုကင်ထားတယ်နော်ဒုံချောင်းတစ်ချောင်းကလည်းမဟုတ်ဘူးတံတန်မျိုးရှိနေတယ်တချောင်းကိုကင်ထားတယ်အဲ့ဒုံချောင်းနဲ့မှလည်းအရွက်အခက်အညွန့်အခက်တွေထွက်နေတယ်ပေါ့အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ခยีဝင်းနဲ့ပတ်သက်တဲ့ကိစ္စတွေခยีထွက်ကားတာမျိုးတွေခยีသွားတာမျိုးတွေကြုံတွေ့ရတဲ့ရေချားမြေချားကိစ္စတွေနိုင်ငံရေချားခยีနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတ်တယ် အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပို့ပြီးတော့ကျယ်ပြန့်လာမယ်ဆိုတဲ့အထိတ်ပဲဖြစ်ပါတယ်။အလုပ်ငန်းအသစ်တွေစတင်ရတဲ့တည်းလုပ်ငန်းအသစ်တွေအကြံဉာဏ်အသစ်တွေအကြံစီအသစ်တွေပေါ်ပေါက်လာတဲ့တည်းနောက်တစ်ချက်အဆက်အသွယ်အသစ်တွေအကူအညီအထောက်ပံ့အသစ်တွေရရှိလာတဲ့တည်းအဆက်အသွယ်အသစ်တွေဥပမာဖောက်တဲ့အသစ်တွေရရှိလာတဲ့တည်းနော်အဲ့တော့ဒီချိန်ကာလမျိုးမှာလုပ်ငန်းတွေကပို့ပြီးတော့ကျယ်ပြန့်လာမယ် တော့မင်္ဂလာရှိတဲ့ခီးမျိုးတွေအလှူတန်းတဲ့ပတ်သက်တဲ့ခီးမျိုးတွေဝမ်းသာရမယ်ပျော်ရွှင်ရမယ်ခီးမျိုးတွေကိုထောက်ကတက်တယ်တွားရတက်တယ်အဲ့တော့ဒီချိန်ခါမျိုးမှာကြာသာပရိသတ်သမီးတွေအနေနဲ့ကလည်းရင်မှန်းချက်ရည်ရွယ်ချက်တွေအဆင်ပြေလာမယ်အောင်မြင်လာမယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်ရုပ်တရက်အမွေရတယ်လို့မျိုးထိပေါက်တယ်လို့မျိုးငွေတွေအလောင်းရင်းနဲ့ဝင်လာတက်တယ်လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်အဲ့တော့စက်ပစ္စည်းအစ်စ်ဝင်တက်တယ်စက်ပစ္စည်းတွေဝင်ငင်းရှိတယ်နော်ဒီချိန်ခါမျိုးမှာကိုကအရင်တော့ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူတွေကိုကိုကပြန်ပြီးတော့ ကျေးဇူးဆက်ခွင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အော်ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့ဒီလူကဒီလူတစ်ယောက်ကအဝေးကိုမျှော်ကြည့်နေတဲ့ပုံပေါ့နော်။ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့စီးပွားရေးတွေကရှေ့ကိုအလားအလာတွေပို့ပြီးတော့ကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့အဆက်အသွယ်တစ်တည်းရရှိခြင်း၊ယာရုတိုးတက်ခြင်း၊လသာတိုးခြင်းနော်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်နေမယ်။အဲ့တော့စုံးပြီလို့ထင်ထားတဲ့ငွေတွေမရတော့လို့ထင်ထားတဲ့ငွေတွေရလာတဲ့ဝင်လာတဲ့ နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင်ဒီချိန်ကာလမျိုးမှာအကျိုးကျေးဇူးတွေခံစားရမယ်လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေဆိုင်ငန်းအစ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်လည်းအခြေအေးတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်အဲ့တော့ရက်ဝေးရနေပြီးတော့သတင်းစကားတွေကြားရတတ်တယ်သတင်းကောင်းတွေကြားရတတ်တယ်အဲ့တော့အထူးသဖြင့်ဒီကဒီကရဲ့အတိတ်ပြရတော့နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အဝေးရနေပြီးတော့သတင်းကောင်းတွေကြားရတတ်တယ် တော့ကာလအကြာရှည်အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိတယ်ဒီချိန်ကာလမှာအဆက်အသွယ်အစ်စ်တွေရလာတတ်တယ်တည်ငောင်းတွေကြားလာတတ်တယ်အဲ့တော့အဆက်အသွယ်အစ်စ်ရခြင်းလုပ်ငန်းတွေကြီးမားကျယ်ပြန့်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တရောင်းမိတ်ဆွေကြာသာဝိသားသင်္ကြန်အလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတောက်ကြသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတလစာတရောဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်တော့တောက်ကြသားသမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တေရော့ကက်ကတော့ဒုတ်ချောင်း3ချောင်းဆိုတဲ့တေရော့ကက်ဖြစ်ပါတယ် ်လူတယောက်ကအဝေးကိုမျောကြည့်နေတဲ့ပုံပေါ့နော်ဒုချောင်းသုံးချောင်းရဲ့ကြားမှာဒုချောင်းတစ်ချောင်းကိုကင်ထားတယ်ပေါ့အဲ့တော့ရှေ့မှာလဲပင်လယ်ပြင်ကြီးတစ်ခုရှိတယ်နော်အဲ့တော့ကောင်းငယ်တစ်ခုလုံးကလဲအဝါရောင်လေးနဲ့ပြည့်နေနေတဲ့ပုံအဲ့တော့ဝိယုံအနီဝှခြုံလွှမ်းထားတဲ့လူတယောက်ရဲ့ပုံပေါ့အဲ့တော့ဒီကရဲ့အတိတ်ပဲကတော့တောက်ကြသားသမီးတွေဒီကာလာမျိုးမှာ၅လပိုင်းဆိုတဲ့ကာလာမှာလုပ်ငန်းကြီးတွေပြုလုပ်ရတတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ် အဆက်အသွယ်တစ်ဖောက်တယ်တစ်တွေရရရှိတတ်တယ်နော်ရဝေးအဝေးခီးတွေနော်ရဝေးခီးတွေသွားရတတ်တယ်ဘုရားဘူးခီးတို့နော်မင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားသွားရတတ်တယ်နိုင်ငံသားနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားရတတ်တယ်နိုင်ငံသားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်အဆက်အသွယ်တစ်တွေရလာတတ်တယ်နော်အင်တာဗျူးကိစ္စစာမျိုးဝဲကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်ပညာရေးနဲ့ပတ်သက်ရင်လည်းအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နှမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ရေလန်းခီးတွေသွားရတတ်တယ်ဥပမာမြေချောင်း အင်းအိုင်နဲ့နီးတဲ့အရက်ဒေတာမျိုးတွေကိုခရီးထွက်ကြတဲ့တဲ့ရေလန်းခီးနဲ့ပတ်သက်တာတွေရေချောင်းခီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတယ်နော်အစာဦးအစ်တွေပိုင်ဆိုင်ရတတ်တယ်အစာဦးအစ်ဆောက်ရတာမျိုးတွေအိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေအစာဦးတို့ပြုပြင်မောမှန်ရတာမျိုးတွေဒီချိန်ကမျိုးမှာကြုံတွေ့ရတတ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်နေမယ်မိမိလိုချင်တဲ့ပစ္စည်းနော်ဈေးရေးတက်တက်တာနဲ့ ဝယ်လို့ရရှိမယ်နော်ကိုဝယ်ထားတဲ့ပစ္စည်းကတိုလောင်ထားတဲ့ကုန်ပစ္စည်းတွေကဒီချိန်ကားမျိုးမှာဈေးကောင်းနေရရှိမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒီကတဲ့အဓိပ္ပာယ်ကတော့ဆွေမျိုးသားချင်းတွေကနေမင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်မင်္ဂလာကိစ္စတွေအလူတန်းကိစ္စတွေပေါ်ပေါက်တတ်တယ်ကို့အိမ်ကိုလည်းအဝေးရနေပြီးတော့ဧည့်သည်တွေပါတွေရောက်လာတတ်တယ်နော်နောက်အိမ်ချမ်းမြင်တဲ့ပတ်သက်တာတွေစာချုပ်စာတမ်းတွေပြုလုပ်ရတတ်တယ်စာချုပ်စာတမ်းကိစ္စတွေနောက်လက်မှတ်ရေးထိုးရတာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့တော့တောက်ကြသားသမီးတွေအနေနဲ့ကလည်းငယ်ရွယ်သူတွေအနေနဲ့ဆိုရင်ဒီချိန်ကာလမျိုးမှာအခြေအနေနဲ့ပတ်သက်တာတွေစမ်းပွင့်တာမျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရမယ်တရင်ကောင်းတွေကြားရမယ်အဆင်မပြေတဲ့အခြေအနေတွေအဆင်မပြေတဲ့အိမ်ဆောင်တွေရှိကြရင်လည်းဒီချိန်ကာလမျိုးမှာပြန်လဲပြီးတော့အဆင်ပြေလာမယ်ပြန်လဲပြီးတော့တင့်မြက်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ တောက်ကြသားသမီးတွေဒီ9လပိုင်းဆိုတဲ့ကာလမှာကျန်းမာရေးအနေနဲ့ကလည်းအထွေထူးဆိုးရင်ကြာမရှိဘူးဖြစ်ခဲ့ရင်လည်းအသေးမွားလောက်ပဲဖြစ်မယ်ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့ကိုဖြစ်ပေါ်နေတဲ့ကျန်းမာရေးတွေလည်းအမြန်တက်တာပျောက်ကင်းသွားမှာဖြစ်ပါတယ်အလုပ်ငန်းတွေတိုးချဲ့ရတတ်တယ်လုပ်ငန်းအစ်စ်တွေနေရာအစ်စ်တွေပေါ်ပေါက်တတ်တယ်အကြီးအကဲတွေရဲ့ပူညီမဆားမှုတွေကိုရရှိတတ်တယ်အဲ့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျမ်းပါခြင်းနဲ့ပြည့်စုံကြပါစေ။အဲ့တော့ဘေးမျိုးမျိုးကနေပြီးတော့ကင်းဝေးကြပါစေ။ စနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲရော်ဟော်စတန်ဟောကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ဒီ9လပိုင်းမေလဆိုတဲ့ကာလမှာကြာလာတဲ့ကက်ကတော့ကျယ်ပွင့်လေးပွင့်ဆိုတဲ့ကက်ဖြစ်ပါတယ်စနေသားသမီးတွေအတွက်အဲ့တော့နောက်မှာမျိုးပြတစ်ခုနော်မျိုးကြီးတစ်ခုရှိတယ်အဲ့ရှိမှာလူကုံတန်တစ်ထွေးတယောက်နော်ထိုင်နေတဲ့ပုံ6ရက်နဲ့6အောင်မှာလဲကျယ်ပွင့်နှစ်ပွင့်ကိုနင်းထားတယ်ခေါင်းပေါ်မှာလဲကျယ်ပွင့်နှစ်ပွင့်ရှိတယ်လက်ထဲမှာလဲကျယ်ပွင့်ကိုကင်ထားတယ် ဲ့တော့ဒီကဲ့အတိတ်ပဲကတော့ဒါစီးပွားရေးသမားလုပ်ငန်းရှင်ကြီးတယောက်ရဲ့ပုံပေါ့နော်အဲ့တော့စနေသားသမီးရဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်တာတွေအလောက်ကိုင်ခွင်လန်းနဲ့ပတ်သက်တဲ့နမိတ်ကိုကိုးစားပြုပါတယ်နော်အလောက်ကိုင်ခွင်လန်းတွေတိုးတက်လာမယ်ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်ရဲရဲတနေရဲရဲဝန်ဆောင်ရွက်တင်တယ်အဲ့တော့ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်လာမယ်အဲ့တော့ရင်းနှီးမြုပ်နှံမှုကလည်းပြီးတော့ကိုယ်အကျိုးအမြတ်တွေအကျိုးကျေးဇူးတွေခံစားရလာမယ်ဆိုတဲ့ပုံဖြစ်ပါတယ် တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စုဆောင်းမိခြင်းငွေကြေးကိုစီမံခန့်ခွဲခြင်းအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကြံကောင်းအညံကောင်းတွေရရှိခြင်းဆိုပုံဖြစ်ပါတယ်အဲ့တော့အချင်းငါကိစ္စတွေပေါ်ပေါက်လာတတ်တယ်အချင်းငါနဲ့ပတ်သက်တာတွေနော်ငွေကြေးနဲ့ငွေကြေးဆိုင်ရာကိစ္စတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကာလကြာရှည်ကိုကမရတော့ဘူးလို့ထင်ထားတယ်ကိုဆုံးမလို့ထင်ထားတဲ့ငွေကြေးရုပ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ငွေကြေးကိုအကြောင်းပြုပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရတတ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ ။ဥပမာသူများရဲ့ငွေကြေးတွေလည်းကိုရှိဘူး။ရုပ်တရက်ကိုခဏလာအပ်ထားတာမျိုးတွေ၊လာပေးတာမျိုးတွေကြုံတွေ့ရတဲ့။အော်ဒီချိန်ကာလမှာ ကုံသွယ်ခြင်းလုပ်ငန်းတွေကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေအထူးအဆင်ပြေအောင်မြင်မယ်အယောင်းဝယ်တွေအထူးကောင်းလာမယ်အမွေရတယ်လို့မျိုးထီပေါက်တယ်လို့မျိုးငွေတွေရုပ်တရက်ဝင်လာတတ်တယ်နော်အဲ့တော့ကိုတူလောင်ထားတဲ့ပစ္စည်းတွေလာနေပြီးတော့အမြတ်ဆုံးတွေရရှိတတ်တယ်ရွှေတဲ့ပစ္စည်းတွေနောက်တစ်ခုအဖိုးတန်ပစ္စည်းတွေဝင်လာတတ်တယ်နော်အဲ့တော့ချမ်းသာကြွယ်ဝခြင်းနော်ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာအိမ်ပြင်ရတာအိမ်ဆောက်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ် ဆိုင်ကဲအစ်စ်ဖွင့်တာမျိုးတွေလုပ်ငန်းတိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်လုပ်ငန်းတိုးချဲ့ရတာမျိုးတွေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်အဲ့တော့နိုင်ငံခြားခီးကိစ္စတွေရဝေးခီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်ဒီကဲ့ရဲ့အိပ်ပါတော့ငွေကြေးရင်းနှီးမြှုပ်နှံခြင်းငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းမိမိလောက်ကင်ထားတဲ့အလောက်ကင်ရနေပြီတော့ငွေကြေးတွေအကျိုးမြတ်တွေအကျိုးကျေးဇူးတွေခံစားရမယ်အမြတ်ဆုံးရရှိခြင်း နော်ရင်းနှီးမြှုပ်နှံခြင်းနော်ငွေကြေးနဲ့ပတ်သက်တဲ့စကားတွေပြောမယ်ဆိုရင်ဒီ၅လပိုင်းထဲမှာအထူးအဆင်ပြေအောင်မြင်မယ်အဲ့တော့ငွေကြေးကိစ္စတွေအထူးကံကောင်းမယ်နေ့နံထဲမှာစနေသားသမီးတွေပါတယ်၅လပိုင်းထဲမှာနော်အဲ့တော့ငွေကြေးကိစ္စတွေအရင်တော့ကကိုမရဘူးမရတော့ထင်ထားတဲ့ငွေကြေးတွေဒီချိန်ခါမျိုးမှာကိုလက်ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါ